ဒါမျိုးတွေကတခါမှလေဒီရွယ်ထိရောက်လာတဲ့အလူကြီးကြီးမမဆိုတာမျိုးဒီလောက်ထိဘဝမှာမကြုံခဲ့ရဘူးပေါ့နော်ဒီဒီချိန်မှာရေးပေးဆိုရေးပေးငင်းပေးဆိုငင်းပေးအများကြီးကိုကြုံတွေ့လာရတယ်ပေါ့အဲတကယ်လဲစိတ်မကောင်းဖြစ်မိတယ်ဒါမန်တိုင်းပြောရင်ဘာမှမဖြစ်ချင်ဘူးပေါ့အရင်တော့ကလိုမျိုးပဲအဲအေးချမ်းချမ်းလေးဖြစ်ချင်တယ်ပေါ့ဒီအိုးအိမ်နေပျက်စီးတာဖြစ်တဲ့အတွက်သူတို့မှနေစရာထိုင်စရာခက်ခဲဖြစ်မယ်အော်အဲ့တော့ အခုချိန်မှာရွနောကအားပေးပြီးတော့သူတို့အစဉ်ပြေအောင်လို့ခဏတာအစဉ်ပြေအောင်လို့ကုညီပေးနိုင်တာပဲရှိရပါတော့။တစ်ချိန်ချိန်မှာဟိုအဓိကသူတို့လိုအပ်တာလဲငွေကြေးအဓိကပို့ပြီးလိုအပ်တယ်လို့လည်းသိရရပါတော့။အားပေးခဲ့ပါတယ်ကျွန်တော်တို့ကျွန်တော်အခုသွားသွားလူရဲအချိန်မှာလဲမိသားစုတွေကလူမစုံတော့ဘူးပေါ့နော်။အဲ့ဒီလူမစုံတဲ့တဲ့င်းနေကျွန်တော်တို့ကြားရတာမြင်ရတာကြာကျွန်တော်တို့လုံးဝ အဆင်မပြေဘူးစိတ်လုံးဝမကောင်းလုံးဝမကောင်းဖြစ်ရတယ်ပေါ့နော်လုံးဝလည်းဒီအခြေအနေရုတ်ထပ်ပြီးတော့လည်းမကြုံစေချင်တော့ဘူးအကောင်လုံးအခုဒီလောက်နဲ့ပဲကျွန်တော်တို့ကတော့တက်နိုင်ဒီလောက်နဲ့ပဲဒီဘေးအန်ဒီရီကိုကျွန်တော်ဖြစ်နိုင်ရက်သွားစေချင်တယ်ပေါ့နော်ဒါကျွန်တော်တို့ကဒါဒီတော့ဘေးအန်ဒီရီဖြစ်တဲ့ခါမှာဒီကနေဒီတော့ဖြစ်တဲ့ခါမှာကျွန်တော်နေရအသိတော့မှတ်တယ်ပေါ့နော်အဲ့ဒါနေပြီးတော့ချူလေးနေနေတော့အချားမိညာရှင်ပါတော့မဟာလေ ထားပါတယ်အားလုံးကျွန်တော်တို့တကယ်ချင်းလေးအများကြီးပါကျွန်တော်တို့အရင်ကမဟုတ်ဘူးကျွန်တော်ဒီမှာမပါတဲ့အမှုပြရှင်မှုတွေတခြားအပြင်တွေလည်းအများကြီးပါပါတယ်အားလုံးစုပြီးပြုပြပါဟုတ်ကဲ့လားအဲ့တော့အားလုံးတို့ဘယ်လောက်ဘယ်လောက်ဖြစ်ပါတော်တယ်လေအလုံးပေါ်တယ်လေကြီးစီးရမှာပေါ့6ပါးနဲ့9ပါးရောက်ပြီသားပါပြီပစ္စည်းအများကြီးပါတာဟုတ်ပါဘူးသူတို့ဒါချူလေးဆိုရင်ဒါမနက်ကသူတို့လည်းအင်းကြီးတွေဆိုဆိုတို့ဒါအခုမှဟိုအရှင်းမသိနိုင်ဘူးအခုမှကျွန်တော်တို့ဟာအများကြီးပြီးတာဒါကျွန်တော်တို့ချူတာဒါပြီးနောက်ပူဇာကျန်သေးတယ်ကြာ ဒါမျိုးတွေကတခါမှလေဒီရွယ်ထိရောက်လာတယ်အဲ့လိုကြီးကြီးမားမားဆိုတာမျိုးဒီလောက်ထိဘဝမှာဒါမကြုံခဲ့ရဘူးပေါ့နော်အခုဒီအချိန်မှာရေပေးဆိုရေပေးငရင်းပေးဆိုငရင်းပေးအများကြီးကိုကြုံတွေ့လာရတယ်ပေါ့အဲတကယ်လဲစိတ်မကောင်းဖြစ်မိတယ်ဒါမန်တိုင်းတော့ဘာမှမဖြစ်ချင်ဘူးပေါ့အရင်တော့အလိုမျိုးပဲအဲအေးချမ်းချမ်းလေးဖြစ်ချင်တယ်ပေါ့ဒါပေမဲ့တဘာဝဘေးရန်နေရည်ဆိုတာကမမြင်ရဘူးလေအဲ့တော့နောက်နောက်ဒီလိုပျက်စီးဆုံးရှုံးမှုတွေမဖြစ်ရလေအောင်အနည်းဆုံးပေါ့နော် အဟိုပစ္စည်းဆုံးမှုအနည်းဆုံးပြရအောင်အများနဲ့တတိနဲ့ကာကွယ်ပြီးတော့အာတတိထားပြီးနေရမယ်လို့ပဲကျူပြရတော့ဟုတ်အကြံပေးခြင်းပါကိုကိုရန်လည်းအများနဲ့တတိထားပြီးတော့ပဲနေရတာပေါ့။ဒီတော့အဲ့ဒါတော့စိတ်မကောင်းဖြစ်နေတယ်။အဲ့တော့ဒီရက်နေ့ကျတော့သူတင်ပြီးတော့မသိနိုင်ဘူး။ဘယ်လိုပြောရဆိုရလဲခက်ပါဘူး။အဲ့တော့ဖြစ်သေးတဲ့လူတွေကကုညီကြတယ် စီတန်ဝေချေနည်းနည်းပါပါဒီကစားတော့ရောင်းနိုင်လို့စံနေလဲပါတယ်တော့မုတ်တွေပါတယ်မဟာလို့ရှမ်းကြီးလက်ဖက်တို့မကောဒီကိုချီလေးကိုကွန်ထရောမြတ်ပြည့်ဆိုပါပါတစ်ခွက်တည်းမတူဘောနော်ချက်ဦးတွေလက်ရှိကတော့ခဏတူဟိုကျွန်တော်ဗာနဲ့တော့ဒီကနေပြီးတော့စားလို့ရတဲ့ဟာမျိုးနော်လက်ရှိဝေးဝေးလေးစားလို့ရအောင်ချက်စားလို့ရအောင်ဒီလိုပို့ပြီးကြည့်တာအားတယ်ပါဟုတ်ကဲ့ဒီလိုခနာပေါင်းဆိုးနေတာပေါ့တယောက်ကိုတသိန်းနဲ့တသိန်းနဲ့အဲလူ38ရောက်40ထိအလုံးဟုတ်ပါ ျွန်တော်တို့ရောမအောင်စင်းတွေနဲ့ဆူစီးရောပြရတာရှိတယ်။အဲ့ဒီအချင်းလေးဟာဟိုတိုင်းပြရတယ်ဒီကလိုအပ်တာပါဒီလိုရလေးကြီးကသူတို့လိုအပ်တာကိုတွေ့တာသူတို့ကတော့လေသူတို့တော့အားပေးမလို့သွားတာပဲဒါပေမဲ့သူတို့ကိုကြည့်ပြီးပြောတာအင်းလေးပြိုသွားပြီဆိုတာကျန်တာဘာမှမကြောက်ဘူးသူတို့ဒါပဲထပ်ထလဲလဲပြောတော့လေဟိုမန္တန်ပြောရင်သူတို့ရဲ့သူတို့မြေကြီးပေါ်မှာသူတို့အင်းလေးအတိုင်းဟိုအရန်ပြန်ပြီးတော့ရှိစိတ်စင်တယ်ပေါ့နော် အာအဲ့လိုအဲ့လိုမျိုးလေးအများဆုံးပြန်ပြီးတော့ရသွားရင်အရင်ကောင်းပါဘူးဟုတ်ဟုတ်ခဏတာအားလေးနည်းနည်းပေါ့နော်ကျွန်တော်တို့ကလည်းအားရှိရောကျွန်တော်တို့လည်းအားပေးတယ်ဆိုရင်လည်းဘယ်လိုအားပေးရမလဲဒီကိစ္စဟုတ်ပါဘူးဘယ်လိုလဲဒုတိယဘဝတွေကနေချင်းညာချင်းကြောင်းလေးဝါတယ်ကိုလည်းတနေ့ရောက်တော့အားပေးရသူလည်းခဏတာလေးပေါ့နော်အဲလာကူပေါ်ရတဲ့လူတွေကသူလည်းခဏတာလေးစိတ်ချမ်းသာတယ်ခဏတာလေးပါပဲမေးရတယ် ုန်လုံးကပြန်ပြီးပူပန်အောင်ပါဆိုတာအမေကြီးတယောက်ဆိုနေ့ရအထိတောက်လျှောက်ငိုနေရပေါ့နော်ဟိုကိုကိုကိုလည်းလူဖြစ်ဆုံးပြီလို့အဲ့လိုမျိုးတွေးတွေးပြီးငိုနေတာတဲ့အပြိုကြီးညီမ၄ယောက်ပေါ့နော်သားသမီးလည်းမရှိဘူးသူတို့အိမ်လည်းအဲ့ဒီကလေးကပြူကျသွားတယ်တဲ့ဒါပေမဲ့အဲ့အမေကြီးကရီမောမောနဲ့ပေါ့နော်ဖုန်းတွေထုတ်ပြီးရိုက်ပါအောင်ဟဲ့ပေါ့အဲ့လိုမျိုးအားပေးရနော်ဆိုအဲ့တခဏတာလေးပေါ့နော်ဟိုကျူးလေးတို့မြင်ပြီးသူတို့ရီမောသွားတာနဲ့ဟိုကိုကိုကိုလည်း ဟိုတခြားဒီထက်ပို့ပြီးတော့လည်းဘာမှမလုပ်ပေးနိုင်တော့လေဟုတ်ကျွန်တော်မြန်မာနိုင်ငံကနေထိုင်တဲ့လူမျိုးမျိုးကာသာမျိုးခေါင်းရသားလေးအားလုံးအညီအကင်းပေးရှိကြပါမယ်ချူကြောင်းပါအဲ့တော့စိတ်ကူးကြပါခင်ဗျာဒီလိုဆိုဘဝဝင်ခံရပါမယ်အဲဒူထောင်ရေးကဲစေးရေးဆိုတာခဏလေးနဲ့ပြီးသွားမှာမဟုတ်ပါဘူးပေါ့နော်ဟိုကျူးလေးတို့ မရှိရဲ့ပေါ့ဒီငွေအားရောလူအင်အားရောအပြင်ပေါ့နော်ကျူလေးတို့တက်နိုင်တဲ့ဘက်ကနေရေရှည်ပေါ့နော်အကုန်လုံးပြန်ပြီးတော့အဆင်ပြေသွားတဲ့အထိဟုတ်အကောင်းဆုံးကြိုးစားမှာပါဒါပေမဲ့အများနဲ့တော့တတိရှိဖို့ပေါ့နော်မပေါ်မဆပဲနဲ့နေဖို့ပေါ့အခုဆိုနှစ်ခွလောင်ရှိသွားပြီဆိုတော့လေဟုတ်ပြီးတော့တည်င်းအမားတွေနဲ့လည်းအရင်ဟိုဟိုတယောက်ကြီးရမဖြစ်ပဲတည်င်းအမှန်ကိုပဲအများနဲ့နားဆွင့်နေပါအဲ့လိုဟုတ် ဒီခင်းနေရပေါ်တာပူပူလေး production ကနေပြီးတော့ဥဆောင်ပြီးတော့လုပ်မယ်ဆိုတာသိရတော့သူတို့ကလည်းဒါကိုယ်နိုင်ငံမှာပေါ့နော်ဒီလိုမျိုးခက်ခဲကြုံနေရတယ်တဘာမှပြီးဖြစ်တယ်ဆိုတော့တည်တည်ချင်းမှာပဲအရန်ပေါ့ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ပါဝင်ပေးချင်တယ်ကူညီပေးချင်တယ်ဆိုတော့ဒါဝင်ပြီးတော့ join ဖြစ်သွားတာပေါ့နော်အာဒီနေ့ကတော့ဒါနေပြီးတော့ ਨੇ ဒါပြင်မနာပါမှာရှိတဲ့ငလင်း တန်ခါရတဲ့ပြည်သူတွေအတွက်ပေါ့နော်ပြီးတော့ကေသေးကြီးစခန်းတွေအကုန်လုံးအာလိုအပ်တဲ့ပစ္စည်းတွေတူတယ်အာဒီဝေးကြီးအရာလေးပေါ့နော်ထောက်ပံ့ပေးချာမျိုးတွေတော့ရှိပါရဲ့ဟိုဂျာရရဲ့သူမြင်ရတဲ့အခါမှာတော့ဟိုကွာစိတ်မကောင်းဖြစ်ပြတဲ့သူတို့ရှေ့မှာဟိုပို့ပြီးသူတို့အားတက်အောင်ပဲအားပေးစကားပြောပြခဲ့ရလေးတွေပဲများပါရဲ့ ဟိုသူတို့ကိုယ်ဝမ်းနေနေတာကိုမြင်သွားခဲ့လို့ရှိရင်သူတို့ပို့ပြီးတော့ဟိုစိတ်ထိတ်ခိုင်းမှာဆိုလို့ပေါ့နော်အဓိကကတော့သူတို့ကတော့အားပေးစကားရေပြောပေးခဲ့တယ်ဟိုဘာမှမဖြစ်ဖို့အတွက်ကိုပဲပေါ့နော်ဒါဟိုသူတို့တွေရှေ့ဆက်ပြီးတော့ပေါ့နော်ဆက်ပြီးတော့အားတင်းပြီးတော့ဆက်လျှောက်သွားမယ်ဆိုပြီးတော့ပဲအားပေးပြခဲ့ပါတယ်ဟုတ်ကဲ့ဩဆုံရှုံရတဲ့ဥစ္စာမှာတချို့ဆိုလို့ရှိရင်မိဘရေဆုံးရှုံးသွားတယ်ချို့ဆိုလို့ရှိရင်တာသမီးရေဆုံးရှုံးသွားတယ်ချို့ကြတော့လေအိုးအိမ်နေဆုံးရှုံးရတာပေါ့နော် ။အိုးပြီးတော့တချို့ဆိုလို့ရှိရင်တအိမ်လုံးအကုန်လုံးတမိသားစုလုံးဟိုအသက်ပေးလိုက်ရတဲ့အိမ်တွေလည်းအများကြီးရှိရပေါ့နော်။ဒါကတော့ယွန်းတို့အခုဒီကိုရောက်လာနေပြီးတော့ပြင်းမနာမှာဖြစ်ရတာ။ဒါတခြားမြို့တွေမြို့တွေမှာလည်းဒီငလျင်တောင်ခံရတဲ့မိသားစုရဲ့တပုံကြီးခံဟိုကြုံတွေ့နေရတာပေါ့เนาะရင်ဆိုင်နေရတာဆိုတော့အဓိကတော့ဟိုအခုချိန်မှာအကုန်လုံးခက်ခဲနေမှာပဲဟိုဘာဖြစ်လို့လဲဆိုတော့ ဒီအိုးအိမ်တွေပျက်စီးတာဖြစ်တဲ့အတွက်သူတို့မှနေစရာထိုင်စရာခက်ခဲဖြစ်မယ်။အော်အဲ့တော့အခုချိန်မှာယူနိုကအားပေးပြီးတော့သူတို့အစဉ်ပြေအောင်လို့ခဏတာအစဉ်ပြေအောင်လို့ကုညီပေးနိုင်တာပဲရှိရပါတော့။ဆယ်ချိန်မှာဟိုအဓိကသူတို့လိုအပ်တာလဲငွေကြေးအဓိကပို့ပြီးလိုအပ်တယ်လို့လည်းသိရတယ်ပေါ့နော်။ဟိုဘာလို့လဲဆိုတော့နေရာထိုင်တာ ဟိုအဆင်မပြေရဖြစ်တဲ့အတွက်ချက်နောင်ပြီးတော့အရေးကြီးရဲ့ tank အဲ့အရာတွေတို့အတွက်လိုအပ်တယ်ပေါ့နော်ပြီးလို့ရှိရင်ပြန်လဲထူထောင်ရေးပြန်လဲတည်ဆောက်နိုင်မှုအတွက်ကလည်းငွေရေးကြီးပို့ပြီးတော့လိုအပ်တယ်ဖြစ်တယ်လို့လည်းကြားရပေါ့နော်အဲ့တော့နောက်နောက်ဟိုရုံးလို့လို့ပဲတခြားလူကျင်တဲ့အလူရှင်တွေရှိလို့ရှိရင်လည်းအဓိကလိုအပ်တဲ့အရာလေးတွေကိုပို့ပြီးတော့လှူဒန်းစေချင်ပါတယ်လို့ဟုတ်ကျောင်းလည်းအခုဖြစ်ခဲ့ပေါ့နော်ဒီကဘာဝဘေးအနေရတွေကိုဥပမာယူပြီးတော့ နောက်ထပ်နောက်ထပ်အကဲမြတ်ဖြစ်လာခဲ့မယ်ဆိုခဲ့ရင်တော့မပေါ့နော်အာအမြန်ပေါ့အမြန်ဆုံးကဲကြည့်လူလူရမယ်ပစ္စည်းတွေကိုလည်းဒါစုစုံလေးနဲ့လည်းပို့ပြီးတော့ရှိစေခြင်းနဲ့လူတွေကလုံးဝလည်းပို့ပြီးတော့ဟိုပစ္စည်းတွေပေါ့နော်ဟိုဝယ်ဖို့အတွက်ပို့ပြီးတော့လူတန်းပြည့်စုံချင်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်ကဲပါအာကျွန်တော်တို့နှစ်ယောက်ကကြာတော့293ရှေ့ကျော်တွေပါဟုတ် ဟုတ်ဒီနေ့အကုန်မြင်တွေ့ရတော့စိတ်မကောင်းကြရတော့ပုံများရပါလိမ့်နော်စိတ်မကောင်းကြဆိုတော့အကုန်လုံးကအာထိခိုက်တန်ရရတယ်လို့ရှိရင်ကိုယ့်ရဲ့အိုးအိမ်တွေပျောက်ဆုံးတယ်ပေါ့အဲ့လိုဆိုတော့အမ်တက်နိုင်တဲ့ဘယ်လီယာနည်းနည်းပဲလုပ်ပေးနိုင်လို့လည်းအားနာတယ်သူတို့လည်းဟိုဂျုံဆိုင်ဒီလိုမျိုးခံစားလိုက်ရဆိုတော့လေအဓိကတော့အကုန်လုံးတက်စိတ်မကောင်းဖြစ်တာပေါ့ဒါပေမဲ့အားတက်အောင်တော့စကားရပြောခဲ့ဟုတ်အားပေးခဲ့ပါတယ်ကျွန်တော်တို့ကျွန်တော်အခုတော့တော့လူတဲ့အချိန်မှာလဲမိသားစုတွေကလူမဆုံတော့ဘူးပေါ့နော် အဲ့ဒီလူမဆောင်တဲ့တဲ့နေကျွန်တော်တို့ကြားရတာမြင်ရတာကြာကျောင်းအတွက်လုံးဝအဆင်မပြေဘူးစိတ်လုံးဝမကောင်းလုံးဝမကောင်းဖြစ်ရတယ်ပေါ့နော်လုံးဝလည်းဒီအခြေအနေရုတ်ထပ်ပြီးတော့လည်းမကြုံစေချင်တော့ဘူးအကောင်လုံးအခုဒီလောက်နဲ့ပဲကျွန်တော်တို့ကတော့တက်နိုင်ဒီလောက်နဲ့ပဲဒီဘေးအန္တရာယ်တွေကိုကျွန်တော်ဖြစ်နိုင်ရက်သွားစေချင်တယ်ပေါ့နော်ဆိုလဲပေါ့နော်မနေ့3နာရီကြာပေါ့နော်အခုချိန်ကြီးလာသေးပါဘူးဟိုတက်နိုင်တဲ့ဘက်ကပေါ့နော်မောင်မမကြီးအုပ်ချက်တဲ့သဖြင့်ပေါ့နော်ပေါင်းနေအားထုတ်ကြတာဖြစ်ပါတယ်ပေါ့နော် အခုသွားရပုံမှာလည်းဘောတော့မသားစုတွေပြုတ်လက်မြတ်တွေကလေးလေးရာစားဘောတော့အသက်ကြီးပိုင်းနေတီအဲ့တော့အဲ့ဒါဆိုတော့လည်းပြရတယ်မိသားစုတွေနဲ့ချက်ကြည့်လို့မှအာတကယ်ကိုစိတ်မကောင်းလည်းပြရပါတယ်အော်ခုလိုမျိုးပေါ့နော်ဒီအဖြစ်ဆိုးရလုံးဝမမျောလင့်တာတော့တခါမှလည်းဒီတချို့60ကျော်80ကျော်လူကြီးရစားတာမကြုံဘူးပေါ့နော်မကြုံဘူးတဲ့အနေထားတော့ကမှလူတွေကမထင်မှတ်ထားတဲ့အာ10မိနစ်စာဒီငလင်အကြောင်းဖြစ်သွားတဲ့အရာပေါ့နော် ဒီတိုက်တွေပြီးရဲအာနိုင်ပေါင်းများစွာပိတ်မိနေတယ်အဲနာကျင်မှုလည်းရှိရဲအဲ့ဒါအရာလေးဟိုအိမ်မဆိုးကြီးလိုပဲပေါ့နော်အသက်ရှင်လာတဲ့လူတွေလည်းဘလောက်များထရမာရလိုက်မလဲပေါ့အဲအသက်ဆုံးဆုံးသွားတဲ့လူတွေလည်းဘလောက်ပဲဖြစ်ဖြစ်ဒီ10မိနစ်စာလေးနဲ့ဒီတဘာဝဘေးကြောင့်ခံရရဆိုတော့ဒါကွန်ပျူတာစုဝင်မဟုတ်ရင်တောင်မှဒီ Facebook ပေါ်မှာမြင်နေရတာနဲ့တွေကိုလိုက်ပြီးမျက်ရည်ကျရဲလိုက်ပြီးတော့ဟိုနာကျင်ရရပေါ့ကလေးလေးတွေဆိုလို့ရှိရင်လည်းဘာမှမသိလိုက်ကြဘူးလေနော်ဘယ်လိုဆိုတော့ပြောမပြရအောင်ပါပဲဟုတ်